နောက်ထပ်ရခိုင်တရင်တပုတ်အနေနဲ့ကတော့ကြောက်တော်မျိုးကိုပြစ်မှတ်ထားပြီးစစ်ကောင်စီကနှစ်ရက်ဆက်တိုက်ပုံကျဲခဲ့တာကြောင့်တောင်းနဲ့ရှိတဲ့ပြည်သူတွေဟာကြောက်တော်မျိုးဘောကနေစွန့်ခွာနေကြပါတယ်။ကြောက်တော်မျိုးမှာစစ်ကောင်စီကပုံကျဲလို့လူသေဆုံးတာတွေနေအိမ်မီးလောင်တာတွေရှိနေတာကြောင့်ဒေသခံတွေဟာကြောက်လန့်ပြီးမျိုးကစွန့်ခွာထွက်ပြေးနေကြတယ်လို့ဒေသခံတယောက်ကပြောပါတယ်။ကြောက်တော်မျိုးရွာမရက်ွက်စီဆိုင်တန်းတွေအပါအဝင်တခြားမျိုးဘောရက်ွက်တွေကမျိုးကံပြည်သူတွေဟာ စစ်ကောင်စီရဲ့ရက်ဆက်ပုံကျဲမှုတွေကိုကြောက်လန့်ပြီးတော့မျိုးကိုစွန့်ခွာနေကြတာဖြစ်တယ်လို့လည်းဒေသခံတွေကပြောကြပါဗျ။စစ်ကောင်စီဟာအယက်သားတွေနေထိုင်တဲ့ကြောက်တော်မျိုးလေကောင်ကိုပုံကျဲတိုက်ခိုက်လို့လက်ရှိကြောက်တော်ဒေသခံတွေဟာစိုးရင်ထိတ်လန့်မှုတွေနဲ့နေထိုင်နေကြရတာကြောင့်အခုလိုမျိုးကိုစွန့်ခွာနေရတာလို့လည်းကြောက်တော်မျိုးဒေသခံအမျိုးသမီးတယောက်ကပြောပါဗျ။ စစ်ကောင်စီဟာရခိုင်ဒေသကို၃ရက်ဆက်တိုက်လေကြောင်းကနေပုံကျဲတိုက်ခိုက်ခဲ့လို့အရက်သားထိခိုက်သေးဆုံးမှုနှုန်းဟာပိုပြီးမြင့်တက်လာနေတာဖြစ်ပါတယ်။